အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျမတို့အတူတူကလေ့လာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့မျော်လင့်ချက်ရှိသေးတယ်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ် ျော်လင့်ခြင်းဆိုတာကျွန်တော်တို့လူသားတွေအတွက်တော့မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်เนาะကျွန်တော်တို့မျော်လင့်ချက်လေးတွေနဲ့ပဲအသက်ရှင်နေကြတာဖြစ်တယ်เนาะအဲတခါလေကြာရင်ချို့သောသူတွေကပေါ့เนาะကိုယ်နဲ့အဲအရင်ရင်းနှီးတယ်ပေါ့เนาะမိတ်ဆွေတငယ်ချင်းတွေလားဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုတွေရဲ့သုံးတယောက်လားเนาะအာရှင်လျက်နဲ့ခွဲခွာနေရတဲ့အခါမှာအော်တရေရဲ့တော့ငါတို့ပြန်ပြီးတော့မှစုံနိုင်သေးတယ်လေဆိုရဲမျော်လင့်ချက်လေးနဲ့အသက်ရှင်တတ်ကြတာဖြစ်တယ်ပေါ့เนาะအာငါဥပမာထားပါတော့နေမကောင်းဖြစ်တယ်ဆိုလို့ရှင်ငါနေကောင်းလာလို့ ို့ရှင်ကဘာလေးတော့စားမယ်ဘယ်နေရာလေးတော့သွားမယ်စားသဖြင့်ပေါ့နော်အဲ့လိုမျိုးအာဘယ်လိုအခန်းကဏ္ဍမှာမဆိုကျမတို့လူသားတွေအဖို့ပေါ့နော်မျော်လင့်ချက်ဆိုတဲ့အရာကအင်မတန်မှအရေးကြီးတာဖြစ်တယ်ဥပမာစိတ်တက်ကြနေတဲ့လူအတွက်ဆိုလို့ရှင်လဲပေါ့နော်အာငါငါမှာပေါ့နော်ငါဒီလိုမျိုးပြန်ပြီးမှစူးစမ်းပိုင်ခွင့်ရှိသေးတယ်ငါသာဟာလာဒီအမှုကိစ္စတွေကနေပြီးတော့မှလွမြောက်ရင်အဲနော်ငါဘယ်လိုမျိုးလေးလှုပ်လိုက်မယ်ဒါမှမဟုတ်အချို့ကကြတော့ငါများအလုတ်အကန်ရခဲ့လို့ရှင်ငါဘာလေးလှုပ်လိုက်မယ် ဟောတချို့ကကြတော့ဟာလာငါများဒီဆိုင်မွဲအောင်လို့ရှင်ငါဘလူတွေဆက်ပြီးလုံမယ်စသဖြင့်ပေါ့နော်အာမျော်လင့်ချက်တစ်ခုတစ်ခုစီရှိတတ်ကြတယ်ပေါ့နော်ဆိုတော့မျော်လင့်ချက်တွေတည်ဆုံးသွားတယ်ဆိုလို့ရှင်တော့ဘလူခံစားကြလဲဆိုရင်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကြီးကတည်ဆုံးသွားတယ်လို့မျိုးပဲเนาะခံစားရတယ်ပေါ့နော်ဥမာစာရင်ကြိုးစားတဲ့ចောင်းသားတယောက်ဆိုလို့ရှင်ပေါ့နော်သူအဆင့်တက်လို့ခြင်းတယ်ဒါပေမဲ့တကယ်လို့သာပေါ့နော်သူအဆင့်တက်မရခဲ့ဘူးဆိုလို့ရှင်သူဘလူဖြစ်သွားနိုင်လဲဆိုရင်အိုးတကယ်ပဲပေါ့နော်သူစူးစမ်းခဲ့ရတဲ့အရာမ ှန်သမျှသဲထဲရည်သွင်းဖြစ်ပြီးတော့မှအရင်ဝမ်းနဲ့ကောင်းဝမ်းနဲ့သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲကျမတို့သိထားရမယ့်အရာကဒီလိုမျိုးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့အရာကကျမတို့အတွက်လမ်းဆုံးမဟုတ်သေးဘူး နော်တချို့ကကျတော့ဒါကြီးကလုံးဝဘဝဘဝကြီးတခုလုံးလိုမျိုးပဲနော်အကြီးကြီးခံစားလိုက်ပြီးတော့မှငါတော့သွားပါပြီငါဘဝတော့သွားပါပြီစသဖြင့်ပေါ့နော်အဆိုးဆုံးအထိကိုတွေးပလိုက်ကြတာပေါ့နော်ဒီနေ့မှဒါကိုအရေးကြီးတယ်ပေါ့နော်ဒါကိုကျွန်တော်တို့လုံးဝမဖြစ်စေဖို့ရန်သတိပြုရမယ်အထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူတွေအဖို့ကတော့ပေါ့နော်မျောလင့်ခြင်းအရှင်ဖြစ်တဲ့ဘုရားသခင်ရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်ဘုရားသခင်ကိုပဲကျွန်တော်တို့မျောလင့်ရမယ်နော်ကျွန်တော်တို့ရဲ့မျောလင့်ခြင်းဟာလောကရဲ့အရာတွေပေါ်မှာမတိမီရဘူးဥမာ ထားပါတော့ဒီဆရာသမားတယောက်ကိုမိကိုအားကိုးတယ်ဒါပေမဲ့ဒီဆရာသမားကကို့အပေါ်မှာမကောင်းဘူးဟာလာသူ့ရဲ့တွင်တင်ပြသချင်းနေရာမကောင်းတော့ဘူးဆိုလို့ရှင်အာကို့စီမှာပဲနောက်ထပ်ကို့ကိုတွင်တင်ပြသမဲ့လူမရှိတော့သလိုမျိုးပေါ့နော်ကျွန်တော်တို့တအားပဲအာဆင်းရဲဒုက္ခရောက်ရတယ်စိတ်စိတ်ဒုက္ခပေါ့နော်ခံစားရတယ်အဲဒါဒီလောက်သူ့ထက်ပို့ပြီးတော့မှတော်တဲ့ဆရာများမရှိနိုင်တော့ဘူးလားမသိဘူးငါဘောကတော့သွားပါပြီပေါ့နော်အဲ့လိုမျိုးနဲ့အဲကျွန်တော်တို့ထင်တတ်ကြရပေါ့နော်တကယ်ကကျွန်တော်တို့အဲ့လိုလူအပေါ်မှာပေါ့နော်ကျွန်တော်မမိတီးရဘူးဖျားသခင်ပေါ်မှာမိတီးရမှာဖြစ်တယ် ်။ဥမာကိုကိုအဲ့လိုမျိုးတွန်သင်ပေးနိုင်တဲ့ဆရာမရှိတော့ရင်လည်းဘာမှမဖြစ်ဘူး။ဘုရားသခင်ကငါ့အတွက်အကောင်းဆုံးပြင်ဆင်ပေးမယ်။ဘုရားသခင်ကငါ့ကိုဟာသူကိုယ်တိုင်တော့မှသင်ပေးနိုင်တာပဲ။စသဖြင့်မှတော့ကျွန်တော်ဒီလိုမျိုးနဲ့မျှော်လင့်လို့ရတာဖြစ်တယ်။နော်ဆိုတော့ကျမတို့တွေအာမျှော်လင့်ပြီးတော့မှဝမ်းမြောက်စေဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိရာဖြစ်တယ်။ဒါကြောင့်မို့လို့ယောမဩဝါဒစာအခန်းကြီး7အငယ်7မှာရှင်ဘောလူကပေါ့နော်ကျမတို့ကိုဒီလိုမျိုးအားပေးတိုက်တွန်းထားတာရှိပါတယ်။ မျော်လင့်လျက်ဝမ်းမြောက်ကြလောဆင်းရဲဒုက္ခရောက်သောအခါသီးခံကြလောဆုတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြုကြလောအာမင်ဆိုတော့ဒီအရာကကျမတို့အတွက်အင်မတန်မှပေါ့နော်အရေးပါတဲ့ကျမတို့ကိုတိုက်တွန်းခွန်အားပေးထားတဲ့အင်မတန်မှကောင်းမွန်တဲ့ကြမ်းချက်လေးဖြစ်တယ်။တော့ကျမတို့ကိုမလုပ်ခိုင်းတာလဲဆိုလို့ရှိရင်မျော်လင့်ပြီးတော့မှဝမ်းမြောက်ခိုင်းတယ်။သဘောကတော့ကျမတို့မဝမ်းမြောက်လို့ပေါ့နော်ညှိုးငယ်နေလို့စိတ်ဆင်းရဲနေလို့စိတ်တက်ကြနေလို့စသဖြင့်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျမတို့ကိုမလုပ်ခိုင်းတာလဲဆို င်ဝမ်းမြောက်ပါတဲ့ဘလို့ဝမ်းမြောက်ရမှာလဲဆိုမျော်လင့်ပြီးတော့မှဝမ်းမြောက်ပါနော်ငါ့ကိုဒီစိရင်ဒုက္ခတွေကနေဘုရားသခင်ကယ်တင်မယ်ဆိုပြီးတော့ကျမတို့ကကြိုတင်ပြီးမှဝမ်းမြောက်ထားရမယ်အာမင်ဟာလေလုယာပေါ့နော်ငါသည်တကယ်ပဲအခုချိန်မှာလုံးဝစိရင်ဒုက္ခတွေမှာမရှိတော့ဘူးဘုရားသခင်ငါ့ကိုကယ်လွတ်ပြီးဖြစ်တဲ့အတွက်ငါဟာဝမ်းမြောက်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျမတို့ကိုဝမ်းမြောက်ခိုင်းတာဖြစ်တယ်နော်စိရင်ဒုက္ခတွေကတော့ကျမတို့ရင်ဆိုင်ကြုံတွေ့ရမှာပဲအဲ့လိုစိရင်ဒုက္ခကိုရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာကျမတို့ကသီးခံရမယ်န တော့ငါကိုဖျားသခင်အကောင်းဆုံးပြင်ဆင်ပေးနေတာဖြစ်လို့ငါဒီကာလကိုတော့တီးခိုင်ပြီးတော့မှကြော်ဖြတ်ရမယ်ဆိုပြီးတော့เนาะကျွန်တော်တို့အတင်းထားဖို့လိုအပ်တာဖြစ်တယ်။เนาะအဲ့ဒီအတွက်ကျွန်တော်တို့လိုအပ်တာပါလဲဆိုတော့စုတောင်းပဋ္ဌာန်း ပြုတ်ချင်းကိုပေါ့နော်အမြဲတမ်းပြုတ်ဖို့ရန်အတွက်လိုအပ်တယ်တကယ်လို့ကျမတို့ကတရက်ကလေးတောင်မှဟာလာစုမတောင်းဘူးကြော်ဝါမယ်ဟာလာမနေ့ကတောင်းထားတာပဲအမြဲတမ်းလည်းတောင်းနေတာပဲဒီတရက်တော့ငါစုမတောင်းလို့ဘာမှဖြစ်ပါဘူးလေဆိုလို့ရှင်ဒါဟာအင်မတန်မှလွယ်မှာတယ်ပေါ့နော်ဘာကြောင့်လဲသင်စုမတောင်းလိုက်တဲ့ဒီတရက်လေးကိုပဲရန်သူကအခွင့်ရသွားနိုင်တာဖြစ်တယ်တရက်လေးစုမတောင်းရင်အလေးအကျင့်ကလည်းပြတ်သွားတယ်ပေါ့နော်ကျမတို့ထမင်းစားတဲ့ခါဘလို့စားလဲဒီနေ့စားလိုက်မနေ့ပြန်ကြရင်မစားဘူးနော်မနေ့ရောငါစားထားတာပဲလေအခုဘိုက်ပြေးနေတာပဲဆိုပြီးကျမတို့လှုပ်လို့ းရလားမရဘူးတရက်ထဲမှာပင်လေဟလာသမင်းသုံးနက်စားရမယ်ဆိုလို့ရှင်သုံးနက်တော့သူ့ဟာသူ့ဟိုဘိုက်ထဲမှာအစာချေပြီးွားတဲ့အချိန်ကျရင်ဘိုက်စားတဲ့အချိန်ကရှိလာတာပဲဆိုတော့ကျမတို့ကဘာလို့ရမှာလဲဆိုတော့ဖျားသခင်ကခုနကဆူတောင်းပြီးမနေ့ကတောင်းပြီးပြီလေးဆိုပြီးအဲ့လိုမျိုးနဲ့ကျမတို့အာဆင်ချေတွေပေးနေလို့မရဘူးပေါ့နော်ကျမတို့အမြဲတမ်းမပြတ်ဖျားသခင်နဲ့ချိတ်ဆက်ထားရမယ်ကော်နက်ရှင်မိနေရမယ်နော်ဒန်ရီလာလို့ဆိုရင်အာဒီတရက်ထဲမှာပင်သုံးခါဆူတောင်းတာလားငါးခါဆူတောင်းတာလားနော်ဘလောက်တော့မှသူတို့တွေဖျားသ ခင်ကိုစာငတ်လဲအထူးသဖြင့်သူတို့ဘယ်အချိန်မှာရောက်နေရလဲဆိုလို့ရှိရင်သူတပားရဲ့တိုင်းပြည်မှာနော်ဒီပြောမယ်ဆိုရင်စုမတောင်းရဘူးလို့တော့အမိတ်ထုတ်ထားတဲ့အချိန်မှာပြောရင်အခက်ခဲဆုံးစင်းရဲဆုံးအချိန်မှာသူတို့စုတောင်းခဲ့တာဖြစ်တယ်။နောက်ဒီနေ့မှာကျွန်တော်တို့ကနော်ကျမ်းစာထဲမှာပုပ်ကိုတွေကိုဘုရားသခင်ကအာဒီအလဟသတ်နဲ့ထည့်ပြီးတော့မှရေးထားတာမဟုတ်ဘူး။ကျွန်တော်တို့ခွန်အားယူဖို့အတူယူဖို့ဖြစ်တယ်။နော်သူတို့လိုမျိုးကျွန်တော်တို့ကိုအောင်မြင်စေချင်လို့ဖြစ်တယ်။နောက်ဒီနေ့မှာကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်မျော်လင့်ပြီးတော့ ော့ဝမ်းမြောက်ရမယ်။ဆင်းရဲဒုက္ခရောက်တဲ့အခါမှာကျွန်တော်တို့သီးခံရမယ်။နောက်ဆုတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲတမ်းကျွန်တော်တို့လုပ်ဆောင်နေရမယ်။နောက်အဆမပြတ်မချားမလက်ကျွန်တော်တို့ဆုတောင်းရမှာဖြစ်တယ်။နောက်ကျွန်တော်တို့အာဗြဟံကိုကြည့်တဲ့အခါမှာသူ့သားအိဇက်ကိုနော်ဘုရားသခင်စီကိုပူဇော်ရတဲ့အခါသူ့အတွက်တော့ဒါကလုံးဝကိုမျှော်လင့်ချက်ကကုံဆုံးသွားပြီလို့ထင်ထင်ချင်စရာပဲပေါ့နော်။ဒါပေမဲ့နော်သူ့အတွက်ဘုရားသခင်ကပို့ကောင်းတဲ့လမ်းကိုပြင်ဆင်ပေးခဲ့တဲ့လမ်းသစ်အနေနဲ့တောင်မှကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်။နော် ဒါကြောင့်လဲအာဗြဟံယုံကြည်ခြင်းရဲ့ဖခင်ဆိုပြီးတော့မှเนาะတင်စားပြီးတော့မှကျမတို့ကသူ့ကိုအာဆန္ဒမူနာအနေနဲ့ပေါ့เนาะထားကြတာဖြစ်တယ်ဆိုတော့အာဗြဟံရဲ့မျှော်လင့်ခြင်းကဘာလဲဆိုတော့ဘုရားသခင်သူ့ကိုပြင်ဆင်ပေးမယ်ဆိုတော့မျှော်လင့်ချက်လေးရှိနေတာဖြစ်တယ်အဲသူအဲ့ဒီမျှော်လင့်ချက်လေးနဲ့ပေါ့เนาะဝမ်းမြောက်ပြီးတော့မှအာဒီဘုရားခင်သူ့ကိုတက်လာခိုင်းတဲ့တောင်ပေါ်ကိုသူတက်သွားတာဖြစ်တယ်ဒါကြောင့်သူ့ရဲ့သားဣဇက်ကမေးတယ်เนาะအဖေထင်းလဲပါပြီเนาะထင်းအာဒီရစ်ရှုပ်စရာပိုမီးလဲပါတယ်เนาะရစ်ကောင်က ါဘယ်မှာလဲလို့မေးတဲ့အခါမှာဒါပေါ့နော်ဖျားသခင်ပြင်ဆင်လိုက်မယ်ဆိုပြီးတော့မှအေးအေးဆေးဆေးလေးပဲသူပြန်ဖြေနိုင်ခဲ့တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒီစကားကိုကြည့်ချင်းအားဖြင့်အာဗြဟံစီမှာဖျားသခင်ပြင်ဆင်ပေးမယ်ဆိုတဲ့အရာကိုမျှော်လင့်ထားတယ်ဆိုတဲ့အရာကိုကျမတို့ခံမှန်းလို့ရတယ်ပေါ့နော်။ဆိုတော့ဒါကြောင့်မို့လို့ကျမတို့ရဲ့ဘဝမှာနော်ဒီဆုံးရှုံးသွားတဲ့အရာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရသလား။နော်လူတွေရဲ့ပြစ်ပယ်ခြင်းကိုကျမတို့ခံနေရသလား။နော်ဘယ်လိုအခန်းကဏ္ဍမှာကျမတို့ကြာရှုံးနေလဲ။နော်ဒီနေ့မှာကျမတို့လှုပ်ဆောင်ဖို့ကပါလေ တယ်မျောလင့်ပြီးတော့မှဝမ်းမြောက်ဖို့ဖြစ်တယ်။တော့ဒီနေ့မှာကျွန်တော်ရဲ့ဘဝအသက်တာမှာပေါ့နော်။အာဒီအရာကတော့တည်ဆုံးသွားပါပြီကွာ။ဟာလာငါအနေငါငါအတွက်ကတော့ဒါကတော့ဘယ်တော့မှဖြစ်မလာတော့ပါဘူးကွာလို့သင်အထင်နေရင်တော့မှပေါ့နော်။ဒီနေ့မှာရေစကြိလကိုဘုရားသခင်မှားထားတဲ့အတိုင်းဒီ၆သွေးတဲ့ရိုးစုတွေပေါ်မှာ prophet ပြုပါလို့ပြောထားတဲ့အတိုင်းပေါ့နော်။ကျွန်တော်စီမှာမျောလင့်ချက်ရှိသေးတာဖြစ်တယ်။တော့၆သွေးနေတဲ့ရိုးစုတွေကိုတော့မှနော်တခုချင်းစီသစချင်းစီပြန့်နေတဲ့ အရာတော်မှဘုရားသခင်ကပြန်ဆက်ပြီးတော့မှနော်အင်အားကြီးတဲ့ဘိုးချေအဖြစ်တော်မှမတ်တက်ရက်ခိုင်းတာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာတင့်ရဲ့နော်တည်ဆုံးသွားတဲ့အိမ်မက်တွေခြောက်ခမ်းသွားတဲ့ဟာလာအာအင်တွေနော်ဘုရားသခင်ကိုပဲမျှော်လင့်လိုက်တဲ့အခါမှာပြန်ပြီးတော့မှအသစ်အနေနဲ့ဘုရားခင်ပြန်ပြုပြင်ပေးမယ်ဆိုတာကိုယုံကြည်စိတ်ချထားပါမျှော်လင့်ပြီးတော့မှဝမ်းမြောက်ပါသင့်စီမှာမျှော်လင့်ချက်ရှိသေးတယ်ဆိုတာကိုမမေ့ပါနဲ့လာစရုတည်သွားတဲ့အခါမှာယေရှုဘုရားကလာစရုကိုပြန်ပြီးတော့မှရှင်ပြန်စေတယ်နော်အာ ူ့ရဲ့နော်မောင်နှမတွေဖြစ်တယ်နော်မာရီနဲ့အာမာသားကတကယ်ပဲသူတို့ရဲ့အသက်တာထဲမှာဟိုသွားပြီသူတို့ရဲ့မောင်ကတော့ဆုံးရှုံးလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပင်လေပြန်ပြီးတော့မှအသက်ပြန်ရှင်ခဲ့တာဖြစ်တယ်။ဘုရားသခင်တတ်နိုင်တာဖြစ်တယ်။လူမတတ်နိုင်တဲ့အမှုကိုဘုရားသခင်တတ်နိုင်တယ်။ဒါကြောင့်ဒီနေ့မှာမိတ်ဆွေအဲ့အတွက်မျော်လင့်ချက်တရားကုံဆုံးသွားပြီလမ်းဆုံးနေပြီလို့ထင်နေဆိုရင်ဒီနေ့မှာဘုရားသခင်ကိုပဲမျော်ကြည့်လိုက်ပါမျော်လင့်လျက်ဝမ်းမြောက်ပါလို့အားပေးလိုပါတယ်။အထူးတကားဆုတောင်းရအောင်။ ဖဖျားခင်ကျွန်ုပ်စီမှာမျောလင်းချက်ရှိသေးတယ်ဆိုတဲ့အရာကိုဒီနေ့မှသိမှတ်ရလို့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ရန်စာရဲမှာကိုရောဖျားပြောထားသောအာလူပုဂ္ဂိုလ်တွေအားဖြင့်တော်၎င်းတကယ်ပဲဒီနေ့မှကိုရောဖျားရှင်တို့ကိုတိုက်ရိုက်ပြောကြားနေသောနှုတ်ကပတ်တရားစကားအားဖြင့်တော်၎င်းရှင်တို့ မျောလင်းလျက်ရှိပါသေးတယ်မျောလင်းလို့ရပါသေးတယ်ဆိုတဲ့အရာကိုအာယူ၍ဝမ်းမြောက်ပါတယ်ကိုရောဖျားကိုမျောလင်းလျက်ကျွန်တော်ဝမ်းမြောက်ပါမယ်စိရင်ဒုက္ခခံရတဲ့အခါမှာတိခံမှုကိုရွေးချယ်ပါမယ်ဆူတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြုပါမယ်ကိုရောကိုရောနဲ့အတူတကွာအစဉ်အမြဲဆူတောင်းပတ္ထနာပြုခြင်း မိသားဖွဲ့ခြင်းအားဖြင့်တကယ်ပဲကျွန်တော်ရဲ့ကုံဆုံးသွားသောအာအင်းလေးအသည့်ထံပြန်လည်လန်းဆန်းလာမယ်ဆိုတော့ယုံကြည်ဝန်ခံပါတယ်။ကိုရော်ဖျားတကယ်ပဲအခြေအနေကိုမမူတည်ပဲနဲ့ကိုရော်ဖျားကသာမျှော်ကြည့်လျက်ဝမ်းမြောက်ပါမယ်။ကျွန်တော်ကိုအစဉ်မြဲဆက်ခေါ်သွန်သင်လန်းပြရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့မှာကျွန်တော်ရဲ့မျှော်လင့်ခြင်းနဲ့အသည့်ထံပြန်လည်ပြီးတော့မရှင်သန်လာပြီဖြစ်ကြောင်းယုံကြည်ဝန်ခံတယ်။ကျေးဇူးတော်ကိုချီးမွမ်း၍ယေရှုဖျားနာမောင်းမြှပြု၍ဆုတောင်းပါ၏။အာမင်။